ချင်းလူကြီးတွေက ပြောဘူးတယ်။မြတ်စွာဘုရားရှင်ရဲ့သာသနာတော်ဟာ2500ကျော်လာပြီဆိုရင်မမြင်ဘူးတာတွေမြင်ကြရလိမ့်မယ်။မကြားဘူးတာတွေကြားကြရလိမ့်မယ်။မဖြစ်ဘူးတာတွေဖြစ်ကြရလိမ့်မယ်တဲ့။ဆိုလိုတာကတော့တဘာဝဘေးဆိုးတွေဝင်လာလိမ့်မယ်။လက်နက်စမ်းတွေပေါ်လာလိမ့်မယ်။ယောဂစမ်းတွေဖြစ်လာကြလိမ့်မယ်။စစ်ပွဲတွေဖြစ်လာမယ်။လူတွေမှာအငတ်ဘေးတွေကျုံလာရလိမ့်မယ်။ ယောဂကပ်ဘီတွေကလည်းအထစ်အဆန်းတွေဖြစ်ပေါ်လာဖြစ်လာကြလိမ့်မယ်။တဘာဝဘီကြီးတွေလည်းဘယ်သူမှ မကူနိုင်မကယ်နိုင်လောက်အောင်ဖြစ်လာမယ်တဲ့။လက်ရှိသိပ္ပံပညာကဲ့သို့ရုပ်ဝိတ္ထုတွေဟာလည်းထွန်းတောက်သည့်ထက်ပိုပြီးတော့ထွန်းတောက်တိုးတက်လာကြလိမ့်မယ်။လူအတက်နမကလူအကြိုက်လည်းနမလိုက်နိုင်။လူတွေမှာလောဘမာမာနနဲ့ဒေါသတွေအတက်အားတွေဟာလည်း လူတို့တော့မခေါ်နိုင်လောက်တဲ့အထိအားကြီးလာကြလိမ့်မယ်။ယောဝိတုတွေတိုးတက်လာရင်လောဘနှောက်လိုက်ကြရင်လူတွေမှာစိတ်ပိုင်းဆိုင်ရာဆိုတဲ့အတိတ်တရားတွေအကျင့်တရားတွေဟာအလိုလိုအားနေလာကြလိမ့်မယ်။မလုတဲ့မလုထိုက်ကြတွေကိုလည်းလှုပ်လာကြလိမ့်မယ်။မိမတွေဟာလည်းယောက်ျားတွေနဲ့ရင်မောင်းတက်လာကြလိမ့်မယ်။မိမတွေယောက်ျားနဲ့တူလာလိမ့်မယ်။ ယဟန်တွေက လူနဲ့တူလာမယ်။ဘုံကြီးเจ้าတွေက လူနေအိမ်တွေနဲ့ထူမခြားနာတူလာကြလိမ့်မယ်။အဆိုးအကောင်းတွေဟာလည်းတွန်တွဲလာကြလိမ့်မယ်။အပြတ်တရားတွေကပုံမြန်လာပါလိမ့်မယ်။ယောဝိတ္ထုတွေတိုးတက်နေတဲ့၍လူတွေဟာကိလေသာအာယုံလို့ခေါ်တဲ့လောကီရဲ့အနောက်ကိုသာလိုက်နေကြလိမ့်မယ်။မိဘကိုပြန်တတ်မိဘကိုပြန်စော်ကား ကိုရဲ့သားသမီးကိုပြန်ပြီးမရလို့နှင်လှုပ်လာကြလိမ့်မယ်တဲ့ဒီလိုအချိန်မှာပါရမီရှိတဲ့သူတွေစိတ်ကောင်းရှိတဲ့သူတွေကတန်ဝေကတရားတွေရလာကြလိမ့်မယ်သူတို့ဟာအလိုလိုကြောက်စိတ်တွေဝင်လာကြလိမ့်မယ်တစ်ဖက်မှာလည်းအရိယာသူတော်ကောင်းတွေပေါ်ထွန်းနေပါလိမ့်မယ်တရားပြတရားကျင့်နေကြပါလိမ့်မယ်မတိသူကြော်သွားတိသူဖော်စားကြရပါလိမ့်မယ် ဝိမု ക്തി ယူကခဲ့အနတ္တသာသနာဟာတပတ်လေသဘောနဲ့တဖန်ပြန်ပေါ်လာပါလိမ့်မယ်အဲ့ဒီအချိန်ဟာအရိယာတွေပေါ်ထွန်းနိုင်တဲ့ခဲ့တရားကျင့်ကျင့်သလိုတရားရကြပါလိမ့်မယ်မကောင်းသူပဲကောင်းသူကဲမယ်လေအရိယာတန်ခါစော်ကားလို့အပင်ငယ်ရဲ့ကိုစင်ကြရလိမ့်မယ်တိတူဖော်စားလို့နတ်ပြည်တန်အရိယာဖြစ်ကြလိမ့်မယ် ဒီလိုအချိန်မျိုးမှာသူတော်ကောင်းကိုတွေ့အောင်ရှာရပါမယ်မတွေ့တွေ့အောင်ရှာပါတယ်